။နောက်ရှင်2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့စနေနေ့အတွက်နောက်ဆိုရမူလေးတို့အခြေအနေတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရက်တန်ကြာအပြင်ခဲတိုင်ဖွန်မုန်တိုင်းကေမီဂီဟာအခုဆိုရင်တော့အားလုံးရောသားခဲ့ပြီဖြစ်ပြီးသူ့ရဲ့အချင်းကြံဒေတာတွေဟာဒီကနေ့ညကစပြီးမြန်မာနိုင်ငံသေးကိုဝင်ရောက်တော့မှာဖြစ်ပါတယ်။တိုင်ဖွန်မုန်တိုင်းကေမီဂီဟာ BNN လာအိုနဲ့ထိုင်းနိုင်ငံတို့ကိုဖြတ်ကျော်လာပြီးနောက်ထိုင်းနိုင်ငံအရှေ့ပိုင်းမှာပဲနေဖြစ်ရတဲ့ရုပ်ဝန်ဖြစ်အပြတ်သွားခဲ့တာပါ။ အဲ့ဒီလေဗီယာနယ်ရဲ့ဝန်ကနေဆက်လက်အားရောပြီးလေဗီယာနယ်ဆဲဖြစ်တဲ့ဒီကနေ့ညပိုင်းမှာပဲထိုင်းနိုင်ငံမဲဆောက်မြို့ဝန်ကျင်ကနေမြန်မာနိုင်ငံကရင်ပြည်နယ်ထဲကိုဝင်ရောက်လာတော့မှာပါအထူးသတိပေးချင်တာကတော့ထိုင်းမြန်မာနယ်စပ်ဒေသတွေပဲဖြစ်ပါတယ်ဒီကနေ့ညကနေစပြီးမနက်ဖြန်စနေနေ့တရက်လုံးကရင်နဲ့မွန်တို့မှာနေရာနှက်ပြမိုးလွန်ကြီးနိုင်ပါရဲ့ရှင် အထူးသဖြင့်ကော့ကရိတ်၊လိုင်းပွဲ၊ဖက်အန်၊မော်လမြိုင်၊ကြိုက်မြုံမြို့နယ်တွေမှာ နေရာကွက်ပြီးမိုးလွန်သေးထနိုင်တာကြောင့်ရုတ်တရက်ရေကြီးတာနဲ့တောက်ပြိုမြေပြိုတဲ့အနေရကိုအထူးသတိပြုကြဖို့လိုအပ်ပါမယ်ရှင်။ဒါ့အပြင်ထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်မြို့ဝန်ကျင်မှာရှိတဲ့ဒုက္ခသည်စခန်းတွေနဲ့ရှေ့ပြောင်မြန်မာလက်သားတွေအနေနဲ့လည်းရေကြီးရေရှမ်းမှုအနေရကိုကြိုတင်ပြင်ဆင်ထားကြဖို့ဒီနေရာကနေရေကြီးနှိုးဆော်လိုက်ပါရရှင်။နောက်ပြန်စနေနေ့အတွက်တနိုင်ငံလုံးတိုက်တာနဲ့ခမှန်ချက်တွေကိုကြည့်လိုက်ကြရအောင်ပါရှင်။ကရင်နဲ့မွန်တို့မှာနေရာနှက်ပြမှုများပြီးနေရာကွက်မိုးလွန်ကြီးနိုင်ပါတယ်။ တနင်္လာရီတိုင်းကရင်ပြည်ချင်းပြည့်ရှိပိုင်းနဲ့တောက်ပိုင်းနေပြည်တော်ဘုကိုတိုင်းရှိပိုင်းရန်ကုန်တိုင်းနဲ့အရာဝတီတိုင်းတို့မှာနေရာစစ်စိတ်မှုရပြီးနေရာကွက်မှုကြီးနိုင်ပါရဲ့ရှင်။ရခိုင်ဘုကိုတိုင်းနောက်ချောင်းနဲ့ချင်းပြည့်မြောက်ပိုင်းမှာတော့နေရာကျကျမိုးနှင်းငယ်သာရနိုင်ပါတယ်။ပြည်လည်ပြင်တွက်ကတော့အန္တရာယ်တိပိကျက်တွေဆက်ရှိနေတော့မှာပဲ။လေပြင်းတိုက်ခတ်မှုတွေကြောင့်လိုင်းအမြင့်၈ပေကနေ10ပေထိရှိနိုင်ပါတယ်။ဒါကြောင့်ပြည်လည်ခီးသွားမဲ့သူတွေနဲ့ရေလောက်သားတွေအနေနဲ့အထူးသတိပြုသွားလာကြဖို့လွယ်နေစေဖြစ်ပါရဲ့ရှင်။ အချုပ်အဖြစ်ပြောရရင်တော့မနေ့ကစနေနေ့မှာအတိတ်ကအဖြစ်မြန်မာနိုင်ငံတောက်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေမှာမိုးကြီးနိုင်တာကြောင့်သွာလာနေထိုင်ကြသူအလုံးတတိပြုကြဖို့တိုက်တွန်းရင်းဒီနေ့အတွက်မိုးလေဝသသတင်းကိုအဆုတ်သက်လိုက်ပြသရှင်။